ကနေပြန်လဲကျူဆွလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကရင်ဘတ်နဲ့ပတ်သက်ပြီးတော့เนาะရင်ဘတ်ကိုဘာဘာဆော့မှမသိဘူးဆိုလို့ရှင်ပေါ့เนาะကျွန်တော်အခုဆော့ပြမယ်ကစားနီးနှမျိုးပဲပေါ့เนาะအာတရချားတရချားဆော့မယ်ဆိုလို့ရှင်ဗျာတရချပေါ့ရင်ဘတ်တွေပေါ့เนาะတည်တတလေးထွားလာမှာဖြစ်ပါတယ်အဲဆိုလို့ရှင်ကျွန်တော်ဒီနေ့ဆော့ပြမယ်ကစားနီးနှမျိုးပေါ့เนาะခုနကျွန်တော်သွေးဘူးလုပ်ကူပါရေပေါ့เนาะသွေးဘူးကိုကျွန်တော်ဒိုက်ထိုးတယ်ပေါ့เนาะဒိုက်ထိုးတာ၃လေးကြောပေါ့เนาะကိုနိုင်တဲ့လောက်ထိုးမယ်ဗျာလုံးဝကုံအားကြီးထိုးမယ် အဲ့ဒါပြီးလို့ရှိရင်အခုစောတဲ့ဟာပေါ့နော်ရင်ဘက်အပေါ်ပါလို့ကတေးစရာလေးညှစ်တဲ့ဟာကျွန်တော်တေးစေးလေးကြားမှဖြစ်ပါတယ်။အင်းဆုံးနေတဲ့ဒီလိုခုံကိုကျွန်တော်တို့ဒီမှာ30ဒီလောပေါ့နော်ဒီလောက်ထိကျွန်တော်တင်လိုက်မယ်ဗျာ။ဒီလောက်တင်ထားမယ်ဗျာ။30ဒီလောက်တင်ထားပြီးလို့ရှိရင်ဒီခေါင်ဒီအောက်အခေါင်လေးလည်းမထားမယ်။ပြီးရင်ကျွန်တော်တို့ဒမ်ဘယ်တော့ယူမယ်။ဒမ်ဘယ်နဲ့ဒီလိုတင်ပြီးတော့လက်ချလိုက်မယ်ဗျာ။လက်ချလိုက်မယ်။လက်ချပြီးလို့ရှိရင်ကျွန်တော်တို့နောက်ကြော့ကိုစကပူလောင်ညှစ်မယ်။ ပြီးလို့ရှိရင်ရင်ဘက်ကိုမြောက်ထားမယ်ခါကိုလွတ်ထားမယ်တင်မနဲ့နောက်ကျောနဲ့ပဲလောကထိန်ထားမယ်အလေးကိုနည်းနည်းလေးချိုးမယ်ဒါဆိုရင်အလေးကိုနည်းနည်းလေးချိုးပြီးလို့ရှိရင်အောက်ကိုပြပြချင်းနှိမ့်ချမယ်လေးစက္ကန့်လောက်ထိနှိမ့်ချမယ်အဲအောက်မှာ2စက္ကန့်ပို့မယ်2စက္ကန့်ပို့ပြီးလို့ရှိရင်0နဲ့တွန်းတင်မယ်အချိန်နဲ့တွန်းတင်မယ်ဆင်းရင်လည်းအဲ့လိုပဲခုနအတိုင်းပဲထိန်ပြီးတော့ဆင်းမယ်တွန်းတင်မယ်ထိန်ပြီးတော့ဆင်းမယ်1နှစ်3လေးကြီးမယ် အောက်မှာ1 2လို့မှတ်ပြီးတော့အတက်မှုတ်ထုတ်ရင်လည်းလေမှုတ်ထုတ်ရင်လည်းတခါတက်မယ်ဗျာအဲ့လိုတက်ချင်အားဖြင့်ကျွန်တော်တို့မာဆယ်ကိုတေချာလေးဆွဲဖြဲပြီးတော့မှတေချာလေး pressure ပေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ PR တစ်ခုကောင်းကောင်းလေးရပြီးတော့မာဆယ်ကို ကြီးဖို့အတွက်ကိုအရန်ကမှပို့ပြို့ဖို့မြန်ပါတယ်ဗျာဒီလိုမျိုးမြန်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြတဲ့ပုံတော့အဲဝမ်းမပုံစံကိုအရင်လုပ်မယ်ပြီးလို့ရှိရင် ဒီကစားနည်းကိုပေါ့နော်အပေါ်ပြင်မဲ့အပေါ်လုံးဝတေချာလေးညှစ်မယ်ဆိုလို့ရှိရင်တရချားတရချားဆော့ပေးခြင်းအပြင်တစ်ပတ်မှာနှစ်ကြိမ်သုံးကြိမ်လောက်ဆော့ပေးရဆိုလို့ရှိရင်ပြင်ဘက်ကတိတ်တလားလေးတက်လောင်ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ။ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ Final 11 Channel ရဲ့ Founder ရဲရဲမဖြစ်ပါတယ်။ကျွန်တော် Channel ကို Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် Subscribe လုပ်ပေးထားခြင်းအပြင်ကျွန်တော်ကိုကူညီပေးပါဦးလို့တောင်းဆိုချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။